ဟောဒီဟဋကမင်းသားလေးဟာသင်္ကဝတ္ထတရား၄ပါးနဲ့ပရိသတ်ကိုစီယုံတဲ့နေရာမှာအမတမထူးချွန်တယ်တခါတော့ကသူ့နောက်လိုက်နောက်ပါပရိသတ်တွေကစီလုံးညင်ညင်ညွတ်ညွတ်နဲ့မြတ်စွာဘုရားစီလာတော့မြတ်စွာဘုရားကအမတန်ညင်ညွတ်တဲ့သူ့ရဲ့နောက်လိုက်နောက်ပါတွေကိုချီးပြီးဘုရားကဟဋကတဲ့ဒီပရိသတ်တွေကိုဘယ်လိုလုပ်ပြီးတော့စီယုံထားတာတုံးလို့မြတ်စွာဘုရားက မေးတယ် မေးတဲ့အခါကျတော့အရှင်ဘုရားတဲ့မြတ်စွာဘုရားဟောထားတဲ့သင်္ကားဝတ္ထုတရား၄ပါးရဲ့ဤစနစ်အတိုင်းတပြီတော့စီယုံတာပါအသိအဖွဲလုတ်ပြီးတော့ဆောင်ရွက်ကြတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းသင်္ကားဝတ္ထုတရား၄ပါးဆိုတာမှတ်သားပြီးတော့စီယုံတဲ့နေရာမှာ အမြဲတမ်းအရေးကြီးပါတယ်နော်အေးအစီယုံလုတ်ထားလုတ်ရုံနဲ့မကဘူးမိသားစုထဲမှာလည်းပဲ စီယုံဖို့အမတန်မှအရေးကြီးတယ်ပေါ့မိသားစုဟာဒါအသေးငယ်ဆုံးသောဆိုဆိုင်ယတီလို့ပြောရမှာပါလူတွေရဲ့ဆိုဆိုင်ယတီဟာမိသားစုတစ်ခုဟာဆိုဆိုင်ယတီလေးတစ်ခုပဲကိုမိသားစုအတွင်းတောင်တချို့ကမစည်းရုံးနိုင်တဲ့အတွက်ကြောင့်တယောက်နဲ့တယောက်မတည့်ကြဘူးလေညီကောင်မောင်နှမတွေတယောက်နဲ့တယောက်မတည့်ဘူးတဲ့နော်အမေနဲ့သားသမီးတွေနဲ့မတည့်ဘူးတဲ့အဖေနဲ့သားသမီးတွေနဲ့မတည့်ဘူးတဲ့မစည်းရုံးနိုင်ကြဘူးပေါ့ အဲ့ဒီမစည်းယုံနိုင်တာဘာကြောင့်လဲလို့ဆိုလို့ရှိရင်အခုပြောရတဲ့သင်္ကားဝတ္ထု၄ပါးဆိုစည်းယုံဖို့ရာအတွက်ဒီအကြောင်းအချက်၄မျိုးအသုံးမချလို့ပဲဒါ four conditions of unity ပေါ့ four conditions of unity unity ဖြစ်ဖို့ရာအတွက်ဒီအကြောင်း၄မျိုးဟာအမတန်မှအရေးကြီးတယ်ဒါကြောင့်မို့အသင်းအဖွဲ့လုပ်တဲ့ပုဂ္ဂိုလ်ပဲဖြစ်စေမိသားစုပဲဖြစ်စေ တစုတဝိတဲ့နေတဲ့အချိန်ခါကာလမှာဟောဒီစီယုံရေတရား၄မျိုးသင်္ကန်းဝတ္ထုတရား၄မျိုးဟာအမတန်မှအရေးကြီးတယ်သင်္ကဟဆိုတာစုစည်းပေးတာတဲ့လူတွေစည်းလုံးညီညွတ်နေအောင်စုစည်းပေးနိုင်တဲ့ဆွမ်းအားရှိတယ်အဲ့ဒီ၄မျိုးကဘာလဲလို့ဆိုရင်ဒါနပေးတာကံတာရှိရမယ်စည်းလုံးညီညွတ်မှုအတွက်ပေးမှုကံမှုဟာအမတန်မှ အကောင်းဆုံးသောစီလုံးဒါကြောင့်မို့ပေးကမ်းခြင်းသည်အောင်မြင်ရာဤလို့ပြောတာနော်ခုခေတ်လူတွေပုံပြီးတော့သဘောပေါက်တာပေါ့ဘာဖြစ်ဖြစ်ပေးလိုက်လို့ရှိရင်ချောတယ်ပေါ့မပေးရင်မချောဘူးဟုတ်လားအရာရာဟာပေးလိုက်လို့ရှိရင်လုပ်ငန်းကင်တာချောမွေ့အောင်မြင်သွားနိုင်တယ်ပေါ့ဒါလည်းစီယုံရည်တစ်ခုပဲဒါနဆိုတာပေးရကမ်းရတယ်မိသားစုအတွင်းမှာပဲဖြစ်စီပေးရကမ်းရတယ်နော်အမေဖေလှုပ်တဲ့ပုဂ္ဂိုလ်က ခီးသွားတယ်ပြန်လာတဲ့အခါသားလေးအတွက်သမီးအတွက်ဆိုဟောဝဲလာပေးတယ်မွေးနေ့ဆိုရင်မွေးနေ့လက်ဆောင်လေးပေးတယ်သားသမီးတွေမွေးနေ့ဆိုရင်မွေးနေ့လက်ဆောင်လေးပေးတယ်လူကျင်နာလေးတွေဝယ်ပေးတယ်ဝယ်ပေးရင်ဟောသားသမီးကလည်းအမေကိုပူချစ်လာတယ်အဖေကိုပူချစ်လာတယ်ဟောသားသမီးဘက်ကကြည့်လို့ရှိရင်လည်းအမေအဖေကိုဘယ်တော့မှပြစ်မထားဘူးခင်ကောင်းလေးတစ်ခွက်ချက်ရင်အမေအိမ်ပို့ပေးတယ်အဖေအိမ်ပို့ပေးတယ် ဟောအမေကြိုက်တဲ့အစာလေးအဖေကြိုက်တဲ့အစာလေးဟောတယ်လို့ပေးတာ။အော်ဒီအဝတ်ကလေးကတော့အမေနဲ့တော်တယ်ဒီအဝတ်ကလေးကအဖေနဲ့တော်။အော်မိဘဆိုတာ သားသမီးကပေးပြီဆိုလို့ရှိရင် ခုံယူပြီးတော့တပြားပြားဒါသားလေးကပို့လိုက်တာဒါကသမီးလေးကပို့လိုက်တာနဲ့ဆိုပြီးတော့ပေးလိုက်တာဆိုပြီးခုံယူလို့မဆုံးဘူး။အေးဒါကြောင့်မလို့ဒါဟာစီယုံရည်တစ်ခုပဲ။စီယုံနယ်ဆိုတာ မေတ္တာနှောင်ကြိုးတဲပေးတာပဲတယောက်နဲ့တယောက်မေတ္တာချင်းစီးလုံးမိသွားတာဒီအိဗေကိုပြောတာလူရေအတူနဲ့တူမေတ္တာနှောင်ကြိုးဖြစ်ထိမ့်ထားနိုင်မှသာလင်စီယုံမှုဆိုတာမပြိုခွဲနိုင်ဘူးတဲ့မိသားစုအတွင်းမှာလည်းပဲဒီမေတ္တာနှောင်ကြိုးမေတ္တာကြီးထွားလာအောင် လုပ်တဲ့ဤစနစ်ဟာအခုလိုတန်ဖိုးတွေမကြီးလာပြီမဲ့လို့ပေးမှုကမ်းမှုလေးကိုမပြတ်လုပ်ပေးရတယ်တဲ့ စနိမောင်နှံနှုဆိုလို့ရှိရင်လဲနော်အေးယောက်ျားလုပ်တဲ့ပုဂ္ဂိုလ်ကဇနီးကိုလက်ဆောင်ပန္နာပေးတာ သူကြိုက်တတ်တဲ့အစာလေးပေးတာဝဲလာတာဟောတအူးနဲ့တအူးဟာမေတ္တာနှောင်ကြိုးကပို့ပြီးတော့ခံရဲလာအဲ့ဒါလို့တအူးတူစင်နာမှုတွေနဲ့ပေးကြခံကြပြီဆိုလို့ရှိရင်ဟောဒီဌာနပေးခံခြင်းသည်အောင်မြင်ရဤဆိုတဲ့အတိုင်းအရေးကြီးဆုံးသော စီလုံးရေးတစ်ခုဖြစ်ပါတယ် အပေါင်းအသင်းထဲမှာအသင်းအဖွဲ့ထဲမှာတဦးတူမှာပေးရတယ်ကမ်းရတယ်အဖွဲ့အသင်းတစ်ခုလှုပ်ထားလို့ရှိရင် ကိုယ့်အိမ်မှာစားစရာရှိဟေးလာကြဟေးတို့အဖွဲ့ဝင်တွေခေါ်ပြီးတော့ကြွေးတယ်နော်ညံ့ညံ့တတာဆရာလှုပ်ကြတယ်ဟောအဲ့ဒီလိုလှုပ်ချင်းဖြင့်ပို့ပြီးတော့စီလုံးမှုတွေရလာနိုင်တယ်ပေါ့အေးဒါနဆိုတာရှိတာတခါတည်းဟန်ဒါလေးနဲ့လုံလောက်ပြီလားလို့ဆိုတော့မလုံလောက်သေးဘူး ပေးယုံကမ်းယုံလေးနဲ့လုံမလုံလောက်သေးဘူးဒါကြောင့်မို့ဒုတိယတစ်ခုမြတ်စွာဘုရားကထပ်ဖြည့်ဟောတယ်ဒါကဘာလို့ဆိုပေယဝိစာကျင်နာတဲ့စကားပြောဖို့ရင်ကျေးတဲ့စကားပြောဖို့ချစ်ခင်ပွေရာစကားပြောဖို့လိုအပ်သေးတယ်အေးတချို့ကတချို့ကပေးတာတဲ့ဒီစကားပြောတဲ့အခါမှာကျင်နန္ဒရင်ကျေးကြီးပြောတာကိုပူသဘောကျတယ် အဲ့လိုယဉ်ကျေးကျေးသဘောကျတော့ဒီအတွက်ကြောင့်မြတ်စွာဘုရားကပေးမှုကမ်းမှုအပြင်နဲ့ပြောဆိုဆက်ဆံတဲ့အခါမှာအကိုအရွယ်ဆိုရင်အကိုလို့ခေါ်ရမယ်ညီလေးအရွယ်ရဆိုရင်ညီလေးလို့ခေါ်ရမယ်အမအရွယ်ဆိုအမနော်အေးတချို့ကျတော့မတန်မတန်အရွယ်ကြီးခေါ်တာရှိသေးတယ်ကိုယ့်ရဲ့ငယ်ရဲ့သားနဲ့အန်တီလို့သွားခေါ်ရင်ရံဖြစ်ခံမှာပဲအဲ့ဒါနော်ကိုယ်နဲ့တန်းတူကြီးသွားပြီးဦးလေးလို့ခေါ်လို့ရှိရင်လည်းဒုက္ခပေးမှာပဲအဲ့ဒါမျိုး ဩသူတန်ရာတန်ရာလေးခေါ်ပြီးတော့ယင်ကြည်ကြည်ပြောဆိုဆက်ဆံမယ်ဆိုလို့ရှိရင်စီလုံးမှုကပို့ပြီးတော့အောင်မြင်လာနိုင်တယ်ဒါကြောင့်မို့မြတ်စွာဘုရားကဒုတိယလောက်ရမှာပေယဝိဇ္ဇာတဲ့စီယောရေးအတွက်နော်ချစ်ခင်ပွဲရာယင်ကြည်တဲ့စကားမျိုးနဲ့ပြောဆိုဆက်ဆံဩနောက်တစ်ခုကနောက်တစ်ခုအသုံးပြုရမယ့်စီယောရေးတစ်ခုကဘာလို့ဆိုရင်အဋ္ဌသရိယအဋ္ဌဆိုတာအကျိုး သို့မဟုတ်ကိစ္စစရိယာဆိုတာပြုလုပ်ပေးတာတဖက်သားမှာကိစ္စရှိရှိလို့ရှင်ကြည့်ပြီးတော့မနေဘူးအေးတို့တော့မအားသေးဘူးမသွားနိုင်ဘူးဆိုတာမလုပ်ဘူးကိုယ့်အလုပ်ကိုအသာပယ်ထားပြီးတော့သူ့တောင်သူ့အလုပ်သူ့မှာအရေးကြီးတဲ့ကိစ္စရှင်ဝိုင်းဝန်းဆောင်ရွက်ပေးကြအေးတဖက်သားရဲ့ကိစ္စကိုမနေတတ်ဘူးဝိုင်းပြီးတော့ဆောင်ရွက်ပေးတယ်ဆိုဟိုလူကကျေးဇူးတွေတင်လို့ခေတ္တတွေတက်ဝင်လာတယ်ပေါ့ ဒါကြောင့်မို့အဋ္ဌစရိယာဆိုတာလည်းအမတန်အရေးကြီးတယ်ပေါ့တချို့ကချိုသာတဲ့စကားကိုပြောပြမိလို့လက်မပါတာရှိသေးတယ်လေအလုံးလုံးစရာရှိတဲ့အခါကျတော့ရှောင်းဖဲရှောင်းဖဲနေလို့ရှိရင်အေးဒီလူကသူ့ကိစ္စရှိရင်သာသူများကိစ္စရှိရင်ဘယ်တော့မှဆိုမလုပ်ဘူးခေါင်းတိတ်နေတတ်တယ်ဆိုတဲ့အမြင်နဲ့စီယုံရေးဟာပြက်ပြားသွားနိုင်တယ်ဒါကြောင့်မို့မနေဘူး ူများကိစ္စရှိရင်ဝိုင်းဝန်းကူညီဆောင်ရွက်ပေးမှုအထသရိယာဆိုတာလည်းပဲစီယုံရေးအတွက်အရေးကြီးတဲ့အရာတစ်ခုဖြစ်တယ်ပေါ့နောက်ဆုံးတစ်ခုကတော့ဘာလဲဆိုရင်တမဏတ္တတာလူတွေဟာတဦးနဲ့တူဆက်ဆံတဲ့အခါမှာတန်းတူဆက်ဆံဖို့လိုအပ်တယ်တချို့ကတော့မတူမတန်လှုပ်တတ်တယ်မတူမတန်လှုပ်ပြီးတော့အထင်သေးပြီဆိုလို့ရှိရင်မေတ္တာတွေခံသွားနိုင်တယ်ပေါ့ကိုယ်တည်းဘယ်လောက်ဖဲငယ်ငယ်မတူမတန်သဘောမထားဘူးအလေးထားတယ် ်တန်ဖိုးထားတယ်တန်ဖိုးထားပြီးတော့ဆက်ဆံတယ်မိမိနဲ့ကိုတူထားတယ်ဟောအဲ့ဒါလို့မိမိနဲ့ဓာန်တူထားပြီးတော့ဆက်ဆံတတ်ပြီးဆိုလို့ရှိရင်စည်းရုံးမှုဟာအောင်မြင်တယ်အဲဒါကြောင့်မို့မြတ်စွာဘုရားကဒါနပေယဝိဇ္ဇအဋ္ဌသရိယတမဏ္ဍတာတဲ့အဲ့ဒီလေးမျိုးဟာတကယ်စီယုံရေကောင်းတဲ့နေရာမှာလေးမျိုးဖြစ်တယ်ပေါ့ဟောဒီစီယုံရေလေးမျိုးမှာ အသုံးမပြုဘူးဆိုလို့ရှိရင်တဲ့မိသားစုအတွင်းတောင်မှမိဘဟာသာသမီရဲ့အကျိုးမခံစားရတတ်ဘူးမိဘပင် ဖြစ်နေကစားသာသမီကမိဘကိုပြစ်ထားတတ်တယ်။ဩသာသမီကမိဘကိုပြစ်ထားသလိုမိဘကလည်းသာသမီကိုပြစ်ထားအချင်းချင်းအဲအစီမကူကြဘူးပေါ့ဒီလို ဖြစ်တတ်တယ်တဲ့။ဒါကြောင့်မို့မြတ်စွာဘုရားကအဲ့ဒီစီယုံရေး၄မျိုးဟာ ဘလောက်ထိအရေးပါတယ်လဲလို့ဆိုလို့ရှိရင်ညလဲတို့လဲတို့ဘိန်းကျွတ်မသွားအောင်ဘေးကနေပြီးတော့ဂလန်ကလေးတက်ထားတာနဗန်ဆောင်လို့ခေါ်တယ်အဲ့ဒီနဗန်ဆောင်လို့ပဲ အမတန်မှအရေးကြီးတယ်တဲ့ဆိုလိုတာ ခုခေတ်ကားဆိုရင်တော့ဒါနတ်ပေါ့နော်ဘိန်းကျွတ်သွားလို့ရှိရင်ဒီကားဟာဆက်သွားလို့မရတော့ဘူးပေါ့ လောကကြီးဟာစင်စက်မပြတ်စီယုံရေးဟာအောင်မြင်နေဖို့ရတဲ့ဟောဒီ၄မျိုးဟာအမတန်မှအရေးပါတဲ့အခန်းကဏ္ဍရှိတယ်လို့ဒီလိုဟောလို့လာအေဟဒကမင်းသားလေးကိုမြတ်စွာဘုရားကနေဒီလောက်များတဲ့ပရိသတ်ကိုဘလို့စူးစီးထားတာတော့ဘလို့စီယုံထားတော့ဆိုတော့အရှင်ဘုရားဟောထားတဲ့ဒီသင်္ဃဝတ္ထုတရား၄ပါးအတိုင်းတပြီတော့စီလုံးထားပါတယ်ဘုရားတဲ့သူစီလုံးပုံလေးကတစ်မျိုး လူတွေကို၄မျိုးခွဲလိုက်တယ်လူတွေကို၄မျိုးခွဲလိုက်တယ်တချို့ကပေးတာကမ်းတာကြိုက်တဲ့လူရှိတယ်အဲ့ဒီလူပေးတာကမ်းတာကြိုက်တဲ့လူကဦးစားပေးပြီးတော့ပေးကမ်းတယ်ပေါ့အဲ့ဒီနည်းနဲ့စည်းုံးတယ်တချို့လူတွေကပေးတာကမ်းတာကိုသိပြီးတော့တန်ဖိုးမထားဘူးစကားပြောရင်မာမာပြောရင်ဟာလာမကြိုက်ဘူးချိုချိုသာသာပြောမှကြိုက်တဲ့လူမျိုးကြတော့ချိုချိုသာသာပြောပြီးတော့စည်းုံးတယ်ပေါ့ ေးတချို့ကပေးတာကန်းတာလည်းအဓိကမထားဘူးချိုချိုသာသာပြောတာလည်းအဓိကမထားဘူးကိစ္စဝိစ္စရှိလို့ရှိရင်ဝိုင်းကူလုပ်လို့ရှိရင်ကျေးဇူးတင်တတ်တယ်အဲ့ဒါကိုတန်ဖိုးထားတဲ့လူဆိုလို့ရှိရင်လည်းသူ့ကိစ္စကိုခရုတဆိုင်ဝန်ဝန်ဆောင်ရွက်ပေးတယ်အဲ့ဒီနည်းဖြင့်စီယုံတယ်အေးတချို့ကြတော့ပေးတာကန်းတာလည်းအဓိကမထားဘူးချိုချိုသာသာပြောတာလည်းအဓိကမထားဘူးကိစ္စဝိစ္စဆောင်ရွက်ပေးတာလည်းအဓိကမထားဘူးသူအဓိကထားတာဘာရောဆိုရင် ကိုယ်ကိုအထင်သေးမြင်သေးနဲ့ဆက်ဆံလာလို့ရှိရင် မခံနိုင်ဘူးတဲ့။ဓာတ်နုထားပြီးဆက်ဆံတာကိုသဘောကျတယ်ဆိုတဲ့ပုံကိုယ်ဒီကိုဓာတ်နုထားပြီးတော့ဆက်ဆံပါတယ်တဲ့။ဟောရအာလဝကမင်းသားလေးကပိဋကကိုစုစည်းနီစီယုံနီပဲ။သူကအဲ့ဒါလို၄မျိုးခွဲပြီးတော့လူတွေရဲ့အကြိုက်အတိုင်းစုစည်းလိုက်တာ။နောက်တစ်ခါသူဖြည့်ဆွဲပြီးတော့ရှောက်ထားလေးတစ်ခုရှိတယ်။အရှင်ဘုရားတဲ့လောကလူတွေဟာ ဒီလိုစည်းရုံးရုံးနဲ့မကဘူးတဲ့လူတွေဟာတပည့်တော်စကားနားထောင်မို့ရလောက်နားထောင်မို့ရနောက်တစ်ခုအကြောင်းကတော့တပည့်တော်ကပစ္စည်းဥစ္စာချမ်းသာတဲ့မင်းသားတစ်ပါးတဲ့ဟုတ်တယ်လောကလူတွေကရွှေရှိမှအမျိုးတော်တာလေဆင်းရဲတဲ့လူရဲ့စကားဆိုရင်နားထောင်မှာမဟုတ်ဘူးတဲ့တပည့်တော်ကချမ်းသာတယ်ချမ်းသာတဲ့မင်းသားဂုံရှိတဲ့မင်းသားဆိုတော့တပည့်တော်ဘာပြောပြောရလဲ ဆင်းရဲပြီဘာမှစားစရာမရှိဘူးဆင်းရဲမွဲတေတဲ့လူတယောက်ကဥဆောင်မယ်ဆိုရင်ဘယ်သူမှလိုက်မှာမဟုတ်ဘူးအဲ့တော့ချမ်းသာဖို့ဆိုတာလည်းပဲလိုအပ်သေးတယ်တဲ့ဆိုလိုတာကဒဏ္ဍဂုံလေးရလည်းရှိရအောင်ဒါကြောင့်လူလူတိုင်းလူတိုင်းဟာချမ်းသာအောင်တော့ကြိုးစားကြအောင်ကြိုးစားကြပစ္စည်းဥစ္စာနဲ့ပြည့်စုံအောင်ကြိုးစားပစ္စည်းဥစ္စာနဲ့ပြည့်စုံပြီဆိုလို့ရှိရင်လူရဝင်းလာတယ် လူရဝဲနဲ့လူလောကကိုကရွှေရှိမှအမျိုးတော်တယ်ဘူဒီတိမှအမျိုးတော်တယ်ဆိုတာဒါတကယ်ပဲစားစရာမရှိဘူးဆိုရင်အမျိုးတော်မှပဲမတော်ပါဘူးလို့ချင်တယ်နော်အေးစားစရာရှိပြီသိပ်ပြီးတော့အောင်မြင်လာပြီကြီးပွားလာပြီຢာရုတွေကြီးလာပြီဆိုရင်ကျမ်းဖန်ပြီးတော့အမျိုးဆက်တယ်ကျမ်းဖန်ပြီးတော့အမျိုးဆက်တယ်အဲ့ဒါလို့ຢာရုလည်းမရှိဘူးစီးစိမ်ဥစ္စာလည်းမရှိဘူးဆိုတဲ့ပုံကိုကြတော့ကျမ်းဖန်ပြီးတော့အမျိုးတွေကနေပယ်ထုတ်တယ် ဒါလူတွေရဲ့သဘာဝကိုပြောပြတာเนาะ